ပေါ်တူဂီလာရွေးစဉ်အသင်းနီးပြရာထူးအတွက်နီးစပ်လာတဲ့မော်ရင်ဟိုပေါ်တူဂီလာရွေးစဉ်အသင်းရဲ့နီးပြရာထူးကိုနာမည်ကျော် Special One နီးပြကြီးမော်ရင်ဟိုကရယူဖို့အလားအလာပြီးပုံမကောင်းမွန်လာနေပါတယ်။အရင်ကဒီရာထူးကိုစိတ်ဝင်စားတဲ့ကြောင့်မော်ရင်ဟိုကိုယ်တိုင်ပြောကြားခဲ့ပေမဲ့အချိန်စောသေးကြောင်းနဲ့နောက်မှဖြစ်လာနိုင်ကြောင်းဆိုခဲ့ပူပါတယ်။ဒါပေမဲ့လက်ရှိမှာပေါ်တူဂီဘောလုံးဖော်ချုပ်ကလက်ရှိနီးပြရောဘတ်တိုမာတီနက်နဲ့လမ်းခွဲဖို့စဉ်းစားနေပြီးသူ့နေရာမှာမော်ရင်ဟိုကိုစားထိုးဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ဒါမှမဟုတ်2026ကမ္ဘာဖလားအတွက်ပေါ်တူဂီတင်းကိုမော်ရင်ဟိုနဲ့ဥဆောင်စီချင်နေပြီး အခုကတည်းကဆက်သွယ်မှုတွေပြုလုပ်နေကြောင်း CNN သတင်းဌာနကဖော်ပြထားပါတယ်။မော်မီဟိုဟာလက်ရှိမှာတူတကီကလပ်ဖီနာပါချီတင်းရဲ့နီးလာဖြစ်ပြီးဒီအသည့်တွင်ပြိုင်ဘက်ဂါလာတာစတေးနဲ့ပွဲတွေမှာအပြုမှုနဲ့ပြောဆိုမှုတွေကြောင်းပွဲပွဲပြစ်ဒဏ်နဲ့ချိန်တိုင်းထုတ်ပယ်ခံခဲ့ရတာပါ။ဖီနာပါချီတင်းဟာဒီအသည့်မှာချန်ပီယံလိခြေကျပွဲဆင်ကထွက်ခဲ့ရတယ်လို့ယူရိုပါလိမှာလည်းရှုံးထွက်ဆက်တောက်တင်းအဆင့်မှာပဲ7-0ကိုပင်နယ်တီနဲ့ရှုံးလိမ့်ခဲ့ပါတယ်။ Quarter Final မှာဂါလာတာစတေးကိုရှုံးလိမ့်ခဲ့ပြီးတူတကီစူပါလိမှာလည်းဂါလာတာစတေးကလက်ကျန်ရှစ်ပွဲလုံးမှာဖီနာပါချီကို9မှတ်နဲ့ချက်ထားပါတယ်။ဒါကြောင့်ဖီနာပါချီတင်းဟာ ဒီနေ့မှာဖလားလက်မဲ့ဖြစ်ဖို့များနေပြီးဒီလိုပီအားတွေများနေတဲ့အချိန်မှာပေါ်တူဂီဘောလုံးဖွဲ့ချုပ်ကမော်ရင်ဟိုကိုဆက်သွယ်နေတာပဲဖြစ်ပါတယ်။မော်ရင်ဟိုသာပေါ်တူဂီနီးပြတ်ဖြစ်လာခဲ့ရင်ရီယယ်မက်ဒရစ်မှာအတူလက်တွဲခဲ့မှုတဲ့စီရိုနာဒိုနဲ့ပြန်လည်လက်တွဲခွင့်ရမှာဖြစ်ပါတယ်။လာမယ့်2026ကမ္ဘာဖလားမှာမော်ရင်ဟိုနဲ့စီရိုနာဒိုတို့ပူးပေါင်းပြီးပေါ်တူဂီအတွက်ကမ္ဘာဖလားချန်ပီယံဆုကိုရယူပေးနိုင်မလားဆိုတာပရိသတ်တွေစိတ်ဝင်စားဆောင်ကြည့်ရမှာပါ။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်ပြတ်ပြီး